ကျွန်တော်တို့ထိုင်ရ free talk အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ရဲ့ free talk အစီအစဉ်ကနေပါဝင်ပေးမယ့်အတဲ့တော်ကတော့ကုထဲဖဲပဲဖြစ်ပါတယ်ကုထဲဖဲဟာအိမ်မက်ဆော်ရရတပ်ပါနဲ့မြန်မာအိုင်တော်မှာလဲတချင်းလူဝရောက်ရှင်ပြန်ခဲ့ပူပါတယ်အခုသူ့ရဲ့အမှုပညာလှုပ်ရှားမှုကဘာရရှိနေလဲသူ့လိုပဲတချင်းဆိုဝါဒနာပါတဲ့ greenie ကဆော့ရှာလူငယ်တွေကိုဘယ်လိုလက်တွဲခေါ်ယူလဲဆိုတာကိုဒီအစီအစဉ်ကနေဆွေးနွေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါထဲဖဲရေမင်္ဂလာပါဗျာ ုတ်ကဲ့ပါရှင်အရင်ဆုံးပေါ့နော်လက်ရှိမှာကုထက်ဖက်ရဲ့အမှုပညာလှူရှာမှုကဘာတွေရှိလဲဆိုတာကိုပြောပြပေးပါဦးရှင်ဟုတ်ကဲ့ပါအားလုံး Dear Bessie Lovely ဆိုတဲ့ message နဲ့ပေါ့နော်ဆိုတော့ဒီအမှုပညာလှူရှာမှုလို့ပြောလို့ရှင်တော့လောလောဆယ်တော့တခြင်းထွက်ဖို့အဲ run နေတယ်ဆိုတော့ဒါမဲ့ဒီဆက်ရှောင်းကာလာဖြစ်တဲ့အကြောင်းမို့ခက်ခဲလေးတော့ရှိတာပေါ့နော်ဒါပေမဲ့လို့အကောင်းဆုံးတော့စူးစမ်းနေပါတယ်ပေါ့ဟုတ်ဟုတ်ကဲ့တခြင်းထွက်နေဆိုတော့လေဘယ်လိုမျိုးတခြင်းမျိုးစားတွေဖြစ်မလဲ အာလောလောဆယ်တခြင်းဘယ်လိုမျိုးစားလဲဆိုတော့လောလောဆယ်တခြင်းကအဲ့ဒီတခြင်းကကျွန်တော်နိုင်ငံရေးမဖြစ်ခင်ပေါ့နော်အဲ့အဲရခဲ့တဲ့တခြင်းတစ်ပုတ်ပေါ့နော်ဆိုတော့တခြင်းတစ်ပုတ်ရမဟုတ်ပါတခြင်းအများကြီးရှိတာပေါ့နော်ဆိုတော့ကြားလို့ကောမြန်မာလို့ပေါ့ပေါ့နော်ဒါမဲ့လို့နိုင်ငံရေးအခြေအနေမျိုးကြောင့်ကျွန်တော်တခြင်းမထွက်နိုင်တော့တော်တော်ကြာသွားပြီဆိုတော့ဒီခုတော့မှသူများတွေခုတက်တဲ့ကလေးတော်တော်များတခြင်းတက်သွားပြီဆိုတော့ဒါမဲ့လို့ကျွန်တော်လည်းပြန်ပြီးတော့ try နေရပုံစံဖြစ်နေရတော့ပေါ့ ဟုတ်ကဲ့ပါရှင်ဟိုပြီးခဲ့တဲ့တလောကပဲပေါ့နော်ဒီတော်လိုင်းနဲ့ပတ်သက်တဲ့တခြင်းတပုတ်စစ်နဲ့အချက်လာအဲ့ဒါထွက်ထားသေးတယ်ပေါ့နော်ဆိုတော့အဲ့တခြင်းကဟိုဘာဖြစ်လို့ဒီလိုတခြင်းဒီကာလမှာပေါ့နော်ဒီလိုတခြင်းဆိုရတဲ့အကြောင်းလေးကိုရှင်းပြပေးလို့ရလားဟုတ်ကဲ့ပါဘာဖြစ်လဲဆိုရင်အားလုံးမြင်တဲ့အတိုင်းပဲပေါ့နော်တခြင်းမှာပါတဲ့အတိုင်းပဲကျွန်တော်စစ်နဲ့အချက်ဆိုတာကအချက်နဲ့စစ်မှာမတရားတာမရှိလို့ပြောကြတယ်ဟုတ်ဒါပေမဲ့လို့အစစ်နဲ့ အချက်နဲ့တွန်တွဲနေကြစမြဲပေါ့နော်ကျွန်တော်ရဲဘော်တွေမှာကျွန်တော်တွေချက်တက်တဲ့သူတို့ချက်တက်တဲ့ချက်ရတဲ့လူတွေရှိတယ်ကျွန်တော်ရဲမိမှာလည်းသူတို့ချက်တက်ရတဲ့သူတွေရှိတယ်ဒါပေမဲ့အချက်နဲ့စစ်တဲ့ကြားမှာကျွန်တော်တွေအာဘယ်လိုပြောမလဲရွေးချယ်ရတဲ့အရာတွေအများရှိတာပေါ့နော်ဒါပေမဲ့စစ်ကိုလည်းရွေးချယ်ရတယ်ဒါပေမဲ့အချက်ကိုလည်းချက်ချင်တယ်ဒါပေမဲ့လို့ပေါ့နော်အဲ့ဒီဟာကိုဖြစ်နေတဲ့ဒီကြားထဲမှာဖြစ်နေတဲ့ပတိပခဆိုတာထက်အဆိုးရင်မှုပူပန်မှုဖြစ်ပေါ်လာတဲ့အရာကိုပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ပေါ်ချူပါ ဒီဆိုထားရပေါ့နော်ဆိုတော့တချင်ကတော့ကျွန်တော်တို့တငယ်ချင်းမိအက်ကောဘလို့ရှိရင်ကျွန်တော်တို့အတငယ်ချင်းပဲကျွန်တော်တို့တငယ်ချင်းအကြောင်းတစ်ဖက်တငယ်ချင်းတယောက်ပဲရေးရေးထားတဲ့တချင်ပဲပေါ့ဟုတ်အာဟုတ်ကဲ့ပါဟိုကျမတို့လည်းဒီခုထဲဖက်ကိုအားပေးလာတာပေါ့နော်တော်တော်ကြာခဲ့ပြီဟိုဘိုအဲ့မက်ဆော်ရကလေးကဆိုတော့လေဟိုပြောရရင်ဒီချင်းဆိုတဲ့ကာလကလည်းဆယ်စုနှစ်ကျော်သွားပြီလို့ပြောလို့ရတာပေါ့ဆိုတော့ဒီလိုမျိုးတောက်ရှောက်ဆယ်စုနှစ်ကျော်ကြာတဲ့အထိပေါ့နော်ဒီအဲအမှုပညာမှာပဲလောက်လာခဲ့တယ်ဆိုတော့ဒီ အဲတခြားလုံးမှာပေါ့အခက်ခဲတွေရောရှိမလားကိုယ့်အတွက်ခက်ခဲဆိုတာဘာတွေဖြစ်မလဲအမတ်တရားတွေရှိလဲပြောပြပေးပါဦးရှင်ခက်ခဲပြောရင်တော့အများကြီးပဲအများကြီးပဲပေါ့နော်မပြောပြတက်လောက်အောင်ပဲပေါ့နော်အမ်ကျွန်တော်ဆက်စတော့ကတခြင်း MS ဆိုရလို့ပြောရချင်မှာကျွန်တော် level ဘလောက် mileage ရောက်တာလည်းမဟုတ်ပါဘူးကျွန်တော် top 20လောက်ပဲပေါ့နော်20လောက်ပဲရောက်တယ်ဒါပေမဲ့လို့ အဲ့ဒီနေရာရောက်ဖို့ရေကိုကျွန်တော်ကကျွန်တော်ဖေခွန်သားတယောက်ဖြစ်တယ်ပေါ့နော်ဖေခွန်သားတယောက်လည်းဖြစ်တယ်ကပြားလိုမျိုးတယောက်လည်းဖြစ်တယ်အဲကျွန်တော်ပြိုင်တဲ့အချိန်မှာကျွန်တော်ကိုကျွန်တော်လည်းကြရားလိုမျိုးဖြစ်တယ်ဒါပေမဲ့ကြရားကိုချစ်တယ်ဆိုပေမဲ့လည်းကျွန်တော်ကကိုကိုကိုကြရားလိုပြောတဲ့အချိန်မှာဘယ်သူမှကျွန်တော်ကိုကြရားမှလည်းမှန်လည်းမသိကြဘူးပေါ့နော်အဲ့လိုမျိုးခက်ခဲရှိတယ်ပဲပြိုင်ပွဲတောက်လျှောက်မှာဗိုလ်ဒစ်စနစ်တွေရှိတဲ့အချိန်မှာကျွန်တော်ကိုဘယ်သူမှလည်းမသိကြဘူးကြရားမှမသိကြဘူးဆိုတော့အဲ့ကလေးကကျွန်တော်တို့အားနည်းချက်တွေအများကြီးရှိတယ်ဒါပေမဲ့ဟို ဒီတောက်လျှောက်တချင်းဒီကယ်လောက်လာပါပြီဆိုတော့လေအာဘယ်လိုပြောမလဲကျွန်တော်တို့ဒီမှာအားအားပေးတာဆိုတာထက်ပေါ့နော်ကျွန်တော်တို့မနေ့ပြောရင်ဒီလို program နေတော့မရှိလေနော်အားပေးတယ်ဆိုတာထက်ကဲရဲ့အဖြစ်တင်တာတွေပဲရှိတယ်ဟိုရှုပ်ချချင်တာတွေပဲရှိကြတယ်ပေါ့နော်တော်တော်များပေါ့နော်ဒါမဲ့လို့အဲ့ဒီအထဲမှာမှအနည်းစုပေါ့နော်ကျွန်တော်ရဲ့ family လားကျွန်တော်ရဲ့ green လိုမျိုးစုတွေကျွန်တော်အားပေးလာတဲ့အချိန်မှာဟောကျွန်တော်ကိုအကြည့်ပြုံးမှအားပေးနေလို့ရှိတာပဲပေါ့နော်အဲ့ဒီစကားသခွန် comment သခွန်ကကျွန်တော်တို့ ွန်အားဖြစ်စေလို့ပေါ့နော်ဆိုတော့အခုချိန်ထိအဲ့ဒီခက်ခဲကိုအာတော်ပြီလို့လက်လျှော့ချင်လိုက်တဲ့လက်လျှော့လိုက်ချင်တဲ့အချိန်တွေအများကြီးရှိတယ်ဆိုပေမဲ့လည်းပေါ့နော်ဟိုကလက်မလျှော့ဘဲနဲ့ဟိုငါတန်နေချာချထားတယ်ကျွန်တော်ရီမန်ချက်ချထားတဲ့အတိုင်းဆိုတော့ကျွန်တော်ခုချိန်ထိကျွန်တော်ဆက်လျှောက်တာပေါ့နော်ဆိုတော့အဲကျွန်တော်ရဲ့တန်နေချတန်နေထန်ချထားတဲ့ဒီစကားလေဖခင်ကိုဆူတောင်းတဲ့စကားတစ်ခုပေါ့နော်ဘာလဲဆိုရင် အာခက်ခဲတယ်ဆိုတော့ပြန်ပြောပြလို့ရှိရင်အရင်ရှိတယ်ဒါပေမဲ့ပြောပြမကြစီဘောနော်ဆိုရင်ကျွန်တော်ကကျွန်တော်ကဟိုလူငယ်တွေအဲမှာအာကျမ်းမာရင်ညက်ညက်ဖြစ်နေလူပြောမှာပေါ့နော်ကျွန်တော်တကယ်ကိုအချိုချားတဲ့လူတယောက်ဖြစ်တယ်အဲ့မှာကျွန်တော်ဖျားတော့တစ်ခုပဲဆွတောင်းတယ်အော်ကျွန်တော်ဒီကျွန်တော်လူမျိုးတွန်းအာကျွန်တော်ရဲ့ဒီကျွန်တော်တက်ရှင်ရဲ့ပတ်ဝန်းကျင်အတွက်ကြိုးပြုနေလူတယောက်ဖြစ်စေနိုင်တယ်ဆိုရင်ကျွန်တော်အသက်ရှင်ခွင့်ဆက်ပြီးတော့အသက်ရှင်ခွင့်ပေးဒါပေမဲ့အဲ့လိုလူမဟုတ်ဘူးဆိုရင်ကျွန်တော်ကို အဲကျွန်တော်အသက်ကိုနှောက်ယူလိုက်ပါဘောကျွန်တော်ပြောလိုက်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ခံစားရတဲ့ကျွန်တော်ရဲ့ဝေဒနာတွေကျွန်တော်ရဲ့အချွန်ချာချူချာတွေပြီးတော့သူများထင်မြင်သိတာတွေပြီးတော့သူများလိမ့်တာတွေကကျွန်တော်မခံနိုင်ဘူးဆိုတော့ဘုရားအဲ့လိုပြောလိုက်တယ်အဲ့အချိန်မှာစပြီးတော့မလုပ်လဲဆိုရင် တချင်းတပုတ်အဖြစ်ပေါ်တော့ကျွန်တော်စပြီးတော့မှအခွန်အဖြစ်စီလာတယ်ဆိုတော့အော်တချင်းဒီသူများအတွက်ခွန်အဖြစ်စီအရာပဲတချင်းတစ်ခုဒီတချင်းတန်စင်ဒီဆိုတာကသူများကို ခွာဖြစ်စီနိုင်တဲ့အရာတစ်ခုပဲဆိုတော့ကျွန်တော်သိမြင်လာတဲ့အချိန်မှာလက်ကမှာကာဆာပြီးတော့ကျွန်တော်တချင်းကိုပူပူမလေးလာဖြစ်တယ်ပူပူချစ်တယ်ပူတော့သူများအတွက်အကျိုးပြုစေတဲ့လူတောင်နဲ့ထပ်ကြိုးဆိုင်တဲ့ခုဒီနေ့ဒီချိန်ထိအသက်ရှင်ရတယ်ဒီနေ့ဒီချိန်ထိဒီလိုအရှိန်မှာဒီလိုကင်မရာရှင်မှာရရတဲ့အကြောင်းအရာလေးပါပါဟုတ်ဟုတ်ကဲ့ပါဟိုအခုကပြောသွားတာအခက်ခဲပေါ့နော်ကိုကိုတက်ကိုတက်ဟိုဗါလဲမေ့လို့မရတဲ့အမတ်တရားပေါ့ပျော်ရွှင်စရာပေါ့အဖက်ကနေရောပြောပြပေးလို့ရလားအာမေ့လိုက်မေ့လို့မရတဲ့အမတ်တရားကတော့ အာကျွန်တော်တခြင်းတပုတ်ပေါ့နော်အာကရားတခြင်းမမဲ့ရအတိတခြင်းတပုတ်ကိုအာကျွန်တော်ကအဲ့တုန်းကဒီပြိုင်ပွဲပြိုင်ပြီးတော့ဆိုတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာကျွန်တော်တိတ်ပြီးတော့အာတိတ်ပြီးတော့မအဲ့တခြင်းပေါ်လဲကျွန်တော်စီရီယမထားဖြစ်ဘူးဒီလိုပဲခွေတစ်ခုမှဆိုရမယ်ဆိုပြီးတော့မှအာအဲ့ဒီတခြင်းဆိုဖြစ်ခဲ့တယ်အဲ့ဒီတခြင်းကဟာပါလေမွန်နီလောမှာချွန်နီကံမြေကျဆိုတာအဲ့တခြင်းကိုကျွန်တော်ဒီတိုင်းမှာကျွန်တော်ကိုကရေးပြီးတော့မှဆိုပြီးပါအောင်ဆိုတော့ကျွန်တော်ကြိုးစားဆိုလိုက်တယ်ဒါပေမဲ့အဲ့ချိန်မှာ ကျွန်တော်ဖရမတ်ကိုဆိုကျွန်တော်ပေါ့မှာဒီကျွန်တော်ရဲ့ IDPS ပေါ့နော်ဒီဒုက္ခသစ္စာကိုကျွန်တော်ရောက်တဲ့အချိန်မှာကျွန်တော်ပေါ့မှာကျွန်တော်တခြင်းကိုသူများတွေအကုန်လုံးရပြီးတော့မှကျွန်တော်ကိုတီးတယ်ဆိုတော့ကျွန်တော်ပေါ့မှာစားတီးလာတဲ့အချိန်မှာကျွန်တော်တို့အရေး surprise ဖြစ်တယ်ဘဝမှာမမေ့နိုင်တဲ့အမတ်တရားပဲဆိုတော့ကျွန်တော်ရဲ့ဘဝမှာဒီဘယ်လိုပြောမလဲဆက်စူးစမ်းစဉ်းစိတ်ဖြစ်အောင်လဲအလုပ်ပေးတာဆိုလဲဒီတခြင်းကြောက်ဖြစ်တယ်လို့အရင်ပျော်ရွှင်စရာဖြစ်စရာလဲဒီတခြင်းကြောက်ပဲပေါ့နော်ဆိုတော့အဲ့ဒီတခြင်းကြောက်ပဲကျွန်တော် အာဘယ်လိုပြောမလဲကျွန်တော်ကမှ subscribe ဖြစ်ခဲ့လေရမ်းပြောခဲ့ရတဲ့အချင်းခုပေါ့နော်ဟုတ်အာရခဲ့တယ်ပြောအာရခဲ့တဲ့အချင်းပေါ့ဟုတ်ကဲ့ပါဟုတ်ဆိုတော့လေဒီအာနာသိန်းစစ်ပါစစ်ကအာနာသိန်းလိုက်တဲ့၄နှစ်ကာလအတွင်းမှာပေါ့နော်ဒီ grade မှာဆိုရင်လည်းအဲ the voice of freedom ပြန်ပွဲတစ်ခုလည်းကျမတို့တွေ့ရတယ်လေနော်အဲထဲမှာဆိုရင်ထဲဖဲလဲဒီခုချင်းတယောက်နဲ့လည်းပါဝင်တယ် PMC တယောက်နဲ့လည်းပါဝင်တယ်အဓိကတော့ခုချင်းပေါ့နော်ဟိုဒီပါဝင်ခဲ့ရတဲ့အကြောင်းရင်းကိုပြောပြပေးလို့ရလားရှင့်ဟုတ်ပါဝင်ခဲ့တဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ အာကျွန်တော်ကိုယ်တိုင်ကအာကိုယ့်ကိုယ်သူများမြင်တာတော့ဆိုတော့တက်လို့သူများမြင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ညီရုံးကဖြစ်ချင်တဲ့ဆန္ဒအတားတွေတော့မဟုတ်ဘူးဒါပေမဲ့အာဖြစ်လာတယ်ပေါ့ဒါဖျားပြေး blessing ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဝါသနာပါတဲ့ຢာလည်းဖြစ်တယ်ပေါ့အဲ့ဒီ coach လုပ်ရတော့ကျွန်တော်တကယ်ဝါသနာပါတယ်ဟိုသူများကိုကျွန်တော်ကဟိုဘယ်လိုပြောမလဲကဲ့ရဲ့အပြစ်တင်နေလူတွေထက်သူများကိုအာဘယ်လိုပြော coach လာကအော်ရိုင်းပင်းရတယ်၊ကုညီရတယ်၊အကြံဉာဏ်အကြံပြုရတယ်။ဆိုတော့အဲ့ဒီဟာကိုကျွန်တော်အရင်ဝါသနာပါတယ် ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကန်လန်းတဲ့အချိန်မှာကျွန်တော် okay ဆိုတော့ကျွန်တော်လုံနိုင်တယ်ဆိုတော့ကျွန်တော်ကအာလုံနိုင်တယ်ဆိုတော့ကျွန်တော်အတွေ့အကြုံလောက်နေပဲပေါ့နော်ကျွန်တော်အရင်တော်လို့တက်လို့မဟုတ်ဘူးကျွန်တော် တက်တန်းတောက်လျှောက်ဘယ်လိုပြောမလဲကြုံတွေ့လာတဲ့ညများတက်တန်းမှာဟိုပြင်သစ်ဆင်သစ်တာတွေကိုကျွန်တော်ကပြောပြနိုင်ခွင့်ရှိနေဆိုတော့ကျွန်တော်ကလက်ခံဖြစ်တာပေါ့ကျွန်တော်လုံဖြစ်တာပေါ့နော်ဟုတ်ဟုတ်ကဲ့ဆိုတော့အဲ့လိုဒီ coaching လုပ်လာတဲ့ကာလတစ်လျှောက်မှာပေါ့နော်ဒီကိုယ့်ရဲ့ညီငယ်ညီမတွေက သူတို့သူတို့ကတချင်ပေါ်ယူသွမှုပေါ့နော်သူတို့ရဲ့ဝါသနာပါယူသွမှုပြီးတော့သူတို့ရဲ့တချင်စုမှုအပိုင်းမှာရောအထက်ဖက်အနေနဲ့သူတို့ဘယ်လိုမျိုးမြင်လဲအားရကျင်နမှုတွေရောရှိလားဟုတ်ဒါကတော့အားရကျင်နမှုရှိပါတယ်လူတိုင်းကဒီကျွန်တော်တို့ယူလိုက်တဲ့ top 40ပေါ့နော် top 40ကိုကျွန်တော်တို့တွေယူလိုက်တဲ့အချိန်မှာအရန်ကို ဘယ်လိုပြောရမလဲသူကိုပိုင်ပေါ့နော်ကိုပိုင် style ကိုပိုင် hand နဲ့ကိုပိုင်အဘယ်လိုပြောမလဲ color လေးတွေရှိကြတယ်ပေါ့နော်ဆိုတော့အားရမှုရှိကြပါတယ်ဘယ်လိုဆိုရင်အပို့ဆိုတာကကျွန်တော် coach ပေါ့နော်လုံနေတဲ့တန်တန်တစ်ချောင်းလုံးမှာဒီအချိန်အရတူတယ်ပေါ့နော်လောက်ရတဲ့အချိန်အရတူတဲ့အချိန်မှာ ိုးပိုစိုးစားရတယ်ပုံနာခံမှုရှိတဲ့လူကတော့ပိုပြီးအမြင့်ရောက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုပဲကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တဲ့လူတွေကမစိုးစားလို့ပြောတာမဟုတ်ဘူးဘာဖြစ်လဲဆိုတော့သူတို့ရဲ့အသက်အရွယ်နဲ့လည်းဆိုင်တယ်သူတို့ရဲ့အတွေ့အကြုံနဲ့လည်းဆိုင်တယ်ဒါကြောင့်မလို့သူတို့ကအရင်ဘယ်လိုပြောမလဲသင့်သင့်ချင်းပေါ့နော်အဲ့လိုတက်သွားတာရှိတယ်တချို့အရင်စောစောကလေးကပြတ်သွားတာရှိတယ်ဒါကတော့သူတို့ရဲ့အတွေ့အကြုံပြီးတော့သူတို့ရဲ့ပါရမီနဲ့ဆိုင်နေတာလည်းဖြစ်မှာပါဟုတ် ဟုတ်ကဲ့ပါဆိုတော့လေဒီလိုမျိုးကတော်လိုက်ရေးကလာကလည်းဘယ်အချိန်ထိရှိအောင်လဲဆိုတာမပြောနိုင်ဘူးပေါ့နော်ဆိုတော့ဒီ creamy ဆစ်ဆောင်မှာကဟိုလူငယ်တွေလည်းတော်တော်များများကတချင်းဆိုကြတယ်အခုဆိုဒီတော်လိုက်ရေးနောက်ပိုင်းဆိုတချင်းထွက်တာများကြတယ်ဆိုတော့အဲ့ဒီလူငယ်တွေနဲ့ကောဟိုထက်ဖက်အနေနဲ့အဲတစုံတရာလှုပ်ပေးဖို့လက်တွဲဖို့အဲ့လိုမျိုးတွေတော့ရှိလားဟုတ်ကဲ့ အာဘယ်လိုလုပ်ပြီးလက်တွေဖို့ရှိလာဆိုလက်တွေနေပါတယ်ပေါ့နော်လက်တွေနေပါတယ်ဆက်လုပ်နေတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီတချို့တွေဆိုရင်ဟောကနာပြောင်းလို့ပြန်ပွဲပြန်နေလို့ဆိုတချို့ဆိုရင်မိုက်တောင်မကန်ဖူးသေးဘူးစင်ပေါ်မှာတော့မတက်ဖူးသေးဘူးဘယ်လို lighting လို့ကင်မရာနဲ့အာမ ထိထိတွေ့မရှိဘူးတည်းလို့တွေ့ကြမရှိသေးတဲ့လူတွေပေါ့ဒါတွေကိုကျွန်တော်ကအာဒီလိုရှိမှဘယ်လိုနေရမလဲဘယ်လိုပြောရမလဲအာဘယ်လိုပြောမလဲ professional assistant ပေါ့နော်ဒီအလုပ်တစ်ခုကိုလုပ်ရတဲ့အချိန်မှာဒီကျွန်တော်နှုတ်ပညာဆိုတာဘယ်လိုဖြစ်လဲဆိုတော့လက်တွေခေါ်နေတယ်ပေါ့နော်အများတန်းပေါ့နော်ဆိုတော့အပြင်ကလူတွေကကျွန်တော်ကိုအဲတစ်ဖက်ရေအဲကျွန်တော် studio twin ရှင်လို့ပင်နာမှာ twin လို့ချင်းပြင်မလဲပေါ့ဘယ်လိုရှိရင်ကျွန်တော်အသချင်းဆိုတဲ့အချိန်မှာဘယ်လိုဖြစ်နေလို့ဒါလေးနားဆုံးပေးပါအောင်ဆိုတော့ကျွန်တော်အာကျွန်တော်ကိုစကားလာပြောကြတယ်အဲပြောတဲ့လူအကုန်ကျွန်တော်က အစိမ်းအပြစ်နဲ့ပြောနေတာပဲပေါ့နော်လုတ်ပင်းနေတာပဲအပြင်မှာတွေးလို့တချို့တခါလေကြအမြင်မတော်တာလေးရှိလို့ရှင်လဲဘုံဝင်ပြောမိတာလေးရှိတာပေါ့နော်ဒါတွေကအာဆရာလုတ်တာမဟုတ်ပဲနေပေါ့နော်ကျွန်တော်တို့ကဘယ်လိုလဲအရန်ဖြစ်စေချင်တာပေါ့ဗျာကျွန်တော်ဂရီနီမှာဆိုရင်အနုပညာအရန်ဖြစ်စေချင်တယ်ဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့ဂရီနီမှာရှင်လာလို့ရှင်ကျွန်တော်တို့ကိုယ်တိုင်ခံစားရလေနော်အမြမတနိုင်ငံအတိုင်းတားနဲ့တွားရတဲ့အချိန်မှာဒီပြပရဖြစ်ဖြစ်ပေါ့နော်တွားရတဲ့အချိန်မှာအရင်မျက်နှာငယ်ရတယ်ဘာလို့လဲဆိုတော့တခြားလူမျိုးတွေမှာဆိုအရင် heavy တွေနော်ဆိုတော့ ရှိတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဘာမှမဟုတ်သေးသူများနဲ့ပြန်သွားတဲ့အချိန်မှာကျွန်တော်ဘာမှမဟုတ်သေးတဲ့လူဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ငငယ်ညီမနေတော့အရင်အပေါ်အရင်တိုးတက်စေချင်လို့အရင်အမြဲတမ်းတော့လက်တွေခုံနေမြဲဟိုရိုင်းပြင်းနေမြဲပါပဲဟုတ်ဟုတ်ပြီးတော့ဗာလဲဒီဗာထက်ဖဲရဲ့ Facebook page မှာလည်းတွေ့ရတယ်လေနော်ဟိုစစ်ဆောင်မှာတချင်းသွားဆိုတာတော့အဲ့လိုမျိုးတွေလည်းရှိရလေနော်ဟိုအဓိကအဲ့ဒါတွေကဟိုဗာချောက်လုတ်ဖြစ်တာလေအာအမှန်တမ်းတွေ့ရအဲ့ဒါလေစစ်ဆောင်လို့ပြောတဲ့အချိန်မှာလေကျွန်တော် ဒီနိုင်ငံရေးဖြစ်မှာကျွန်တော်ဆက်ဆောင်နေကိုကျွန်တော်လေးချက်တက်တာမဟုတ်ဘူးဒါပေမဲ့ဟုတ်ကနာကကျွန်တော်ပြန်ပြောမယ်ကျွန်တော်ရေမော်နီလိုမှာချွန်နစ်ကရမြေချိုဆိုတဲ့ချင်းကိုကျွန်တော်ဒီ IDPS မှာကျွန်တော်ကြားတဲ့အချိန်မှာကျွန်တော်အရင်ဟိုဘယ်လိုမျိုးဝမ်းလဲဝမ်းတာလဲ proud ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသွားစခန်းဆိုတဲ့နေရာကိုသွားမိပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်အဖေနဲ့ရှိသေးတယ်ကျွန်တော်သွားတယ်ပေါ့နော်ကျွန်တော်သွားပြီးတော့ကြည့်တဲ့အချိန်မှာကျွန်တော်ငိုတယ်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့စခန်းကျွန်တော်ကြည့်တဲ့အချိန်မှာငါတို့လူမျိုးကပေါ့နော်ဒီလိုသူများရဲ့နေရာမှာပြလို့ရှိရင်အာ ပြောပြတက်လာအောင်เนาะအဲ့လိုမျိုးထုတ်နေအောင်ပေါ့เนาะအဲ့လိုမျိုးနေရတယ်ပေါ့အဲ့ဆိုင်မှာကျွန်တော်လေးဘာဖြစ်လဲဆိုသူတို့တော့ပေါ့เนาะဒီလိုနေနိုင်တယ်သူတို့တော့မှာကျွန်တော်ဒီလိုလိုအပ်နေရဆိုကျွန်တော်ကကျွန်တော်လုံနိုင်တဲ့ဘေးအရာမဆိုကျွန်တော်သူတို့တက်ပေါ့เนาะအဲ့မှာတန်နေထိုင်ချလိုက်ကျွန်တော်ဒီ granny လိုမျိုးတွက်ပေါ့เนาะအကောင်ဆုံးအမှုပြရှင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားမယ်ကျွန်တော်ဘာမှမလုပ်ပြီးနိုင်တော့မအကောင်ဆုံးမလုပ်ခိုင်းနိုင်တော့မှာတမိုင်းတစ်ခုမှာ ကြံခဲလူတယောက်အနေငယ်လို့ဖြစ်ချင်တယ်ဆိုတော့အဲ့စိတ်နဲ့ကျွန်တော်ကဆက်ချောင်းလို့ဆိုဘယ်နေရာပဲခက်ခဲပါစေခေါ်ဆိုသွားတယ်ပျော့တယ်ဗျာကျွန်တော်ဆိုလိုက်တဲ့သင်ကိုဆိုတော့တယောက်ကကျွန်တော်စကူဆိုလိုက်တဲ့သင်ကိုအောက်ကလူတွေကအာ ောင်းနေပြောတိနေတယ်ဆိုရင်ဒါကျွန်တော်တို့အရင်ကိုအဆင်ပြေသွားပြီအဲ့ဒါကိုတို့အရင်ကိုပျော်ရွှင်ရတဲ့ခိုက်တက်လေးပေါ့နော်ဆိုတော့သူတို့သူတို့တွေကမျိုးဆက်ဆိုတာကကျွန်တော်ရဲ့စစ်ဆောင်တွေမှာသွားတဲ့ချိန်မှာစစ်ဆောင်ဆိုစိတ်ထင်ရတဲ့ရှိတယ်အဲ့ဒါကိုကျွန်တော်ကမျိုးဆက်အဖြစ်ဒါစိတ်ကူတပီးတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်ကယုံကြည်တယ်ပြီးတော့ကိုကိုကိုလည်းအရင်ကတည်းကကိုကိုတိုင်းကအရင်ကနှလည်းမထူနိုင်တဲ့ချိန်မှာမျိုးဆက်ကပဲကိုကိုကိုဆွဲခေါ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုအခြေအနေများ music app ဖြစ်လေကျွန်တော်ရဲ့ music ရဲ့ power လေးကြီးတယ်ရှိတယ်ဆိုတော့ ော့အဲ့လိုမျိုးတန်းနေချလေးချထားတယ်ကျွန်တော်လည်းယုံကြည်တယ်တကယ်လည်းဟုတ်တဲ့အတွက်ကြောင့်ပဲဆိုတော့အနေနဲ့တော့ချစ်တယ်လှုပ်ချစ်တယ်အရာဖြစ်တယ်ပေါ့နော်ဟုတ်အာဟုတ်ကဲ့ဆိုတော့လေဒီတဲ့တဲ့အကြောင်းပြန်ပြောမယ်ဆိုရင်ဒီတဲ့ဖရဲ့ပြိတက်တွေလည်းသိရှင်ကြမှာပဲနော်ဒီတချင်းဆိုတာကိုဘယ်လိုမျိုးစသီးဝါဒနာပါခဲ့လဲပြီးဘာကြောင့်လဲပြီးတော့ဘဒုဘဒုကြောင့်ဒီလိုမျိုးဆိုဖြစ်ခဲ့ရလဲဟိုဟိုမိသားစုအတိုင်းဝိုင်းတဲကနေတို့အားကြောက်လာပေါ့တို့ဟုတ်ပေါ့အဲ့ဒါကိုပြောပြပေးလို့ရလား အာပြောရရင်ကျွန်တော်အမေအမှုပညာမျိုးရိုးပြောမရှိဘူးပေါ့နော်ဒါပေမဲ့လို့ကျွန်တော်အမေကခရင်လိုမျိုးဖြစ်တယ်ပြီးတော့အဖေကကြရပေါ့နော်ကိုရင်းနေဖြစ်တယ်အမေကရင်တော့ကအညိတ်ကတဲ့အမေသမီးတယောက်ဖြစ်ခဲ့တယ်သူကပြီးတော့အဆိုးတော်တယောက်လည်းဖြစ်ခဲ့တယ်ရင်တော့ကပေါ့နော်ဆိုတော့ကျွန်တော်အမေတော့ကျွန်တော်ကကောင်းအာမမမေကဘာဖြစ်လို့ဆိုကျွန်တော်အမေကကျွန်တော်၅နှစ်မှဆုံးသွားတယ်အဲ့ချိန်မှာကျွန်တော်ကအဖေနဲ့ပဲကြည်လာရတာပေါ့နော်ဆိုတော့ကျွန်တော်ဘာမှမသိခင်တော့ကကျွန်တော် အရန်ဟိုဘယ်လိုမှာကင်မရာရှစ်ကိုအရန်နေချင်တဲ့လူတယောက်ဖြစ်တယ်။အာပြီးတော့အမှုပညာဆိုတဲ့အရာတစ်ခုကိုအများတော့ဝါပလာပါတယ်။ဆိုတော့အဲ့ကနေမှကျွန်တော်ကားလုပ်ရချင်းမှာအဓိကကတော့အဖေပေါ့နော်။အဖေအဲသူ SOD PK ရဲ့အကြောင်းပေါ့နော်ဆိုတော့ကျွန်တော်အိမ်မက်ဆိုတော့တော့ပြိုင်လဲဆိုရင်လည်းအဲ့လိုမျိုးဟိုသားပြီကျွန်တော်အဲ့တော့ကဆိုရင်ဆယ်တန်းကြလို့ပေါ့နော်ပြောလဲဆယ်တန်းကြလို့ဆိုတော့အာစိတ်ပြင်းလဲဖြောက်ရန်ကုန်သွားလိုက်ပါဦးမယ်ဆိုတော့မှကျွန်တော် ပါမယ်ပေါ့နော်အဲ့တော့ကပတ်စံလည်းမရှိဘူးဘာတိုင်းဝဲဘာမှလည်းမရှိဘူးပညာမရှိဘူးဆိုတော့အဲ့လိုသွားတယ်ဒါပေမဲ့အဖေကသူမမေရပတ်စံမလားပတ်စံငါးသိန်းလားဘယ်လောက်လဲမသိသူပြီးလိုက်တယ်အချိန်မှကျွန်တော်သွားပြတော့မှစခဲ့တာပေါ့နော်ရန်ကုန်မှာကျွန်တော်စပြတော့လောက်တဲ့အချိန်မှာဒါပေမဲ့အော်သူဒါလောက်ထိတက်တက်လာလိမ့်မယ်လို့သူမထင်ဘူးပေါ့နော်ဒါပေမဲ့သူအရန်ကိုတော်တော်ကလုံကကျွန်တော်ကိုအရန်ကို blame နေတောင်မှသူကျွန်တော်ကို spontaneity ပြခဲ့တာပေါ့နော်ဆိုတော့ ဖြေပေးပေါ့နော်ဒါပေမဲ့ဖေကကျွန်တော်ဒီနောက်ဆုံးထွက်မဲ့တခြင်းဆိုတော့အထီးကိုပဲသူနာထောင်ခွင့်လိုက်ရတယ်ဒါပေမဲ့ထွက်တာတော့ကိုသူတွေ့ခွင့်မရလိုက်ဘူးပေါ့နော်ဆိုတော့သူကတော့အဓိကကျွန်တော်ရဲ့သူရဲ့ခေါင်းပဲပေါ့နော်ဆိုတော့အဲသူကြောင့်ပြောရင်အဲနည်းနည်းပေါ့နော်အဲ့ဆိုတော့သူကြောင့်ပါပဲပေါ့နော်ဆိုတော့အခုကလည်းကျွန်တော်ရဲ့မိသားစုတွေကလည်းကျွန်တော် supporting ရင်ပြီးတယ်ချစ်လက်ချစ်တယ်အမရရှိရင်ညီမလေးရှိတယ်ပေါ့နော်ဆိုတော့တခါလေကြာရင် ဟိုအမားတို့ညီမလေးတို့အတွက်ကျွန်တော်အရင် prop ဖြစ်ရတယ်လို့ကြောက်အရင်ဖြစ်ချင်တယ်ဒါပေမဲ့လို့อืมကျွန်တော်အမှုပညာရွေးချယ်တဲ့လမ်းတစ်ချောင်းလုံးမှာအရင်ခက်ခဲခဲတဲ့ကြောင့်မလို့ပေါ့နော်ပြန်မလုပ်ပြီးနိုင်ဘူးအဖေကတော့မကောက်ကောက်မမို့တော့မဟုတ်ဟိုအမှုပညာကြီးကောက်ကောက်တော့မပေးဘူးသေးဘူးပေါ့နော်ဒါပေမဲ့လို့ဘဝမှာဘယ်လိုပြောမလဲအရင်ကသူနဲ့သူရှိနေခွင့်ရတာကိုပဲကျေစွတဲ့နော်ဘာလို့ဆိုကျွန်တော်သူဒီလိုကျွန်တော်ဒီလိုဘယ်သူနဲ့ဘယ်လိုစကားပြောရမလဲဘယ်လိုဘောစားဆင်းရမလဲ ဘယ်လိုလုပ်ရမလဲဆိုတာကသူကကျွန်တော်ရဲ့လက်ဦးစရာပဲကျွန်တော်ဘယ်လိုတချင်းပဲဆိုဆိုအဖျားเจ้าမှာဆိုကြရဲ့ကွာပေါ့နော်ဘယ်လိုတလုံးတလုံးချင်းကျွန်တော်ရဲ့စကားပြောဆိုအားစားကရားဆိုလည်းကရားပြင်နေအောင်မြန်မာဆိုလည်းမြန်မာပြင်နေအောင်ဆိုတော့ဘယ်လိုတစ်ခုလုပ်လို့ရှင်မ professional ကြနေအောင်အာလုပ်ဖို့ဆိုတာသူကကျွန်တော်ကိုတုတ်တင်ပြီးတူပေါ့ spontaneity ပြီးခဲ့အကြီးဆုံးအကြီးမားဆုံးသူပဲပေါ့ ဟုတ်ကဲ့အဲ့ဆိုရင်ဒီအဖေနဲ့ပတ်သက်ပြီးတော့အမတ်တရလည်းအများကြီးရှိပါပဲเนาะအဲဆိုတော့တခုပြောပြလို့ရမယ်ဆိုရင်ဘယ်မိလို့မရတဲ့အမတ်တရအကြီးဆုံးတစ်ခုပြောပြချင်တယ်အမတ်တရတော့အများရှိတာပေါ့เนาะဘုရားမှာအဖေကကျွန်တော်အရန်တက်စေချင်လို့ပေါ့เนาะအရန်တက်စေချင်လို့သူကျွန်တော်အမြဲတမ်းကာကွယ်ပေးတယ်ဟိုနောက်ပြောတဲ့တခြင်းပေါ့เนาะတခြင်းစားလို့ရခြင်းမလဲသူကျွန်တော်ကို support နေပေးတယ်ကျွန်တော်တခြင်းနဲ့စားဆိုးရခြင်းမှာဆိုလဲဟိုဝတ်စားအင်ဂျီဝတ်စားလည်းမရှိဘူးเนาะဆိုတော့ ပွဲတပွဲဆိုတဲ့ချက်မှာတိခဲ့တိုင်းပဲကျွန်တော်ပြည်ပြင်းပါပဲကျွန်တော်တခြားတစ်ခုတစ်ခုဆိုတဲ့အလုပ်တစ်ခုလုပ်ရတဲ့ချက်မှာတစ်ခုကျွန်တော်ဖိတ်တယ်ဆိုတော့ကျွန်တော်အမြဲ respect ထားတယ်ပေါ့နော်ကျွန်တော်ဘာဆိုမလဲကျွန်တော်ဘာဟုတ်မလဲကျွန်တော်အဲ့ဒီမှာကျွန်တော်ဘယ်လိုစကားပြောမလဲချုပ်တင်စဉ်းစားတတ်တယ်အဲ့ဒါလည်း तू တင်ပေးလိုက်ရပါပေါ့နော်ဆိုတော့ဟုတ်အင်ဂျီလည်းမရှိတဲ့သူကျွန်တော်သူ့လက်ဖြတ်လက်ဖြတ်တောင်းတာပေါ့နော်အင်ဂျီလည်းဟိုဟာဗာလဲအင်ဂျီဖိုးဖလက်နစ်ဆိုနေရအမှုညာလုံးနေရဟာဘယ်ပါပြင်ညာဖြစ်တယ်ဟိုဟာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးတွေပေါ့အာအချိန်မှဆိုအရာကတော့သူ ဟိုမဆုံးခင်ရက်ပေါ့နော်သူမဆုံးခင်ရမှာကျွန်တော်သူရနောက်ဆုံးချိန်မှာကျွန်တော်လည်းတကယ်မသိဘူးအာတိတော့တိနေတယ်လို့ခံစားရတယ်ဒါပေမဲ့သူကျွန်တော်လက်တင်းဆုပ်ထားပြတော့ဟိုကျွန်တော်အဲ့ဒီချိန်မှာကျွန်တော်ဘာမှမလုပ်ပြီးတက်ဖို့အဆေးရည်ပတ်သက်တာလည်းအကုန်လုံးကျွန်တော်လည်းဒီတော်လိုင်းရေးဆေးခန့်မှာဆိုတော့အပြည့်ပြည့်စုံတော့ကျွန်တော်အတတ်နိုင်ဆုံးလုပ်ပြီးဒါပေမဲ့နောက်ဆုံးမှာကျွန်တော်အရန်ကြိုက်တဲ့တစ်ချိန်ပေါ့နော်ကျွန်တော်အရန်ကြိုက်လဲပြီးတော့ကျွန်တော်အရန် ခွန်အားယူခဲ့ရတဲ့အဲ့ဒီ gospel song တစ်ခုပေါ့နော်အဲ့ဒီကျွန်တော်သူကြားသည်လားမကြားသည်လားတော့မသိဘူးဒါမျိုးလို့ပါသူဆိုပြခွင့်ရခဲ့တယ်ပေါ့နော်သူနောက်ဆုံးချိန်ထိကျွန်တော်သူ့ဘင်းနာမှာနေပြီးတော့မှအဲ့တချင်အဖြစ်သူ့နေတိတ်ပြခဲ့တဲ့ချိန်ပေါ့နော်ဆိုအဲ့ဒါပေါ်မှာမမြင်နိုင်စောချင်ဟုတ်ကဲ့အော်ဒီလိုမျိုးပေါ့နော်စင်ကောက်ဆရာကြားရတဲ့အတွက်လည်းဟိုထပ်တူဝန်းနေရပါတယ်ပေါ့အဲဆိုတော့ဒီ ဒီနောက်ဆက်တွဲမှာပေါ့နော်ထဲဖဲခုထဲဖဲဆိုပြီးတော့ဟိုဘယ်လိုပြောမလဲအဲနမတလုံးပေါ့နော်ဒီထက်ဟိုဂရီနီတမကပေါ့နော်မြန်မာတခွေလုံးဟိုဒီတခြားနေမှာရောက်နေတဲ့ဂရီနီတွေပေါ့အဲပြိတ္တတွေလည်းအများကြီးရှိတယ်လေနော်ဆိုတော့သူတို့အတွက်ကရောဒီထက်ဖဲနောက်ထပ်ဘာတွေထပ်လုပ်ပြဖို့ရှိမလဲအလူပြင်တာလည်းပတ်သက်ပြီးတော့နောက်ဆက်ဟုတ်ခုနကကျွန်တော်ပြောပေးပေါ့နော်ထဲဖဲဆိုတဲ့အရာတစ်ခုပေါ့နော်ဖြစ်လာအောင်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကကျွန်တော်ခံယူချက်ထားထားတယ်အဖေလည်းပြောတယ် အဲမင်းကငါရဲ့တားမလို့ပါဆိုပြတော့မှနေရာတစ်ခုမရှိပါနဲ့ကိုကိုတိုင်းကိုကိုတိုင်း brand တစ်ခုပေါ့နော်ထဲဖဲဆိုတဲ့ brand တစ်ခုကိုတည်ထောင်ပါထဲဖဲဆိုတဲ့အဲနာမည်တစ်လုံးကိုရှိပါပေါ့လောက်ပါဆိုတော့အဲ့လိုပြောတဲ့ချိန်မှာကျွန်တော်အဲ့မှာကျွန်တော်မြင်းမြင်းဆွဆွမြတ်မှတ်ထားတယ်ဆိုတော့အဲ့ချိန်ကဆိုအခုကျွန်တော်ဘာဆက်လုပ်မလဲဆိုထဲဖဲဆိုတဲ့အတိုင်းပဲအာကျွန်တော်ကျွန်တော်ရဲ့ road type ပေါ့နော်ကျွန်တော်ရဲ့ road type ကျွန်တော်သွားမယ်ဘယ်သူကမှရှင်းပြတာမရှိဘူးထဲဖဲဆိုတဲ့နေရာအခုတိုင်းကိုပဲကျွန်တော်အနည်းငယ် တပြေးတပါနေမယ်ပြီးတော့နောက်ဆက်တော်ညာလည်းမဟုတ်ဘူးဒါပေမဲ့ခုလောကဆက်ကျွန်တော်လုပ်နေတဲ့ကိုပိုင် brand ရှိတာပေါ့နော်ကျွန်တော် HPS ဆိုပြီးတော့မတီခုဥပထားတဲ့ဒီအင်ဂျင်ပဲပေါ့နော်ဆိုတော့ကိုပိုင်ထုတ်ထားတဲ့ brand တစ်စိတ်ရှိတယ်ဆိုတော့အဒီရည်ရွယ်ချက်ကလည်းကျွန်တော်တို့ကြားမှာလဲ ဘယ်လိုပြောမလဲ fashion ချစေချင်တယ်ပေါ့နော်ကျတော့ကြာလူမျိုးရဲ့နေပုံထိုင်ပုံတွေကစာ standard ကိုမြင့်တင်ချင်တဲ့အထဲမှာလည်းပါတယ်ပေါ့နော်ဆိုတော့နေပုံထိုင်ပုံကစာပြောဆိုပုံစံကစာသူများနဲ့ရှင်ပေါင်းတန်းနေရအထီးပေါ့နော်အဲ့လိုမျိုးဖြစ်စေချင်တယ်ဒါကြောင့်မို့ကျွန်တော်ထဲပဲဆိုတဲ့အရာကိုတော့ set တော့မှကိုယ့်ရဲ့နာမည်တလုံးကိုယ့်ရဲ့ brand ခုကိုတော့ကျွန်တော် set တော့မှတပုတ်သွားမှာပါလို့လောက်သွားမှာပါလို့ဟုတ် အနုပညာဘက်ကအနုပညာဘက်ကတော့တချင်ကတော့ပုံမှန်ထွက်ခွရှိတယ်အဲတချင်တွေကတော့တေချာစစ်စစ်စစ်ပေါ့နော်ဆိုတော့တချင်ကတော့မြပြတော့ထွက်ပွရှိတာပေါ့နော်ကရားဆိုလဲကရားလားကရားမှာလဲ cosmos on left sound ပေါ့နော်မြန်မာဆိုလဲ cosmos on left sound ဆိုတော့မြထွက်ပွလို့ရှိတာပေါ့နော်ဆိုတော့ဒါကတော့ဟိုတောက်လျှောက်ကျင်စင်နေတဲ့အရာတွေပေါ့နော်ဆိုတော့အဲခွင့်ခါမကြုံသေးဘူးပေါ့နော်ခွင့်ရည်နေမရသေးတဲ့အချိန်တွေမလို့ကျွန်တော်ကလဲအာတေချာချာကိုစစ်စစ်နေတဲ့အချိန်ပေါ့နော်အဲဒါကြောင့်မလို့အချိန်နည်းနည်းနဲ့ကြာသွားတာပေါ့ဟုတ် ဟုတ်ကဲ့ပါဆိုတော့အမတို့လည်းဒီစကားပြောလာလဲနဲ့အချိန်တစ်ခုတည်းရှိနေပြီဆိုတော့လေဟိုနောက်ဆုံးအနေနဲ့ဒီခုထက်ဖဲဟိုပေါ့နော်အားပေးတဲ့ဟိုပရိတ်သတ်ဂရီနီကပရိတ်သတ်ရောရဝေကပရိတ်သတ်တွေရောသူတို့အတွက်စကားလက်ဆောင်လေးပြောပြပါဦးရှင်ဟုတ်ကဲ့ပါအာဟီဘီဒရစီလော့ပလီစီမြားမိုပါစီအဲတခုညကွာတမိုဟီပါစီစင်ငေးပါဝါမွေအထက်ဖဲဟိနမစီစင်စုတုစုတုပါစုတုပါဝါတော့နော်ဟီဘီဒရစီယာအဲ့တော့ အာအလုံးကျေစွတင်နေပေါ့နော်အရွယ်ခြင်းနေ green နေလိုမျိုးဖြစ်တယ်ကျွန်တော်ကိုခက်ကျွန်တော်လိုမျိုးမပြည့်စုံတဲ့လူဖြစ်နေတော့မှကျွန်တော်ကိုထဲဖဲဆိုပြီးတော့အတိမတ်ပြုပေးမှခုချိန်ထိကျွန်တော်ကိုအားပေးရမမေ့ပေးတဲ့အတွက်ကျေစွတင်နေဆိုတော့အများကြီးကျွန်တော် site pro စူးစမ်းသွားမှာပါထဲဖဲဆိုတဲ့အရာကြီး green တစ်ခုထဲကျွန်တော်ပြောတာမဟုတ်ပေနဲ့ကျွန်တော်တို့ လူသားအားလုံးတွေ့ပေါ့နော်ကျွန်တော်လူသားအားလုံးတွေ့ကျွန်တော်တန်တန်ချထားတဲ့အတိုင်းကျွန်တော်ကိုကျွန်တော်စွတ်တောင်းထားတဲ့အတိုင်းပြီးတော့ကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်ရိမတ်ချက်ထားတဲ့အတိုင်းပေါ့နော်လူသားအားလုံးတွေ့အာအင်းများစီတဲ့အတန်ကိုရှိပေါ့နော်အချိုးပြုဆိုရလူတယောက်အနေနဲ့ဆက်ပြီးတော့ရှစ်တန်သွားမှာပါလို့ဆိုတော့ကျွန်တော်လည်းအားပေးပါကူညီပါကျွန်တော်ကိုစပွန်နီပေးလို့ရတယ်အကြံဉာဏ်ပေးလို့ရတယ်အမျိုးမျိုးဝေဖန်လို့ရပါတယ်လို့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ဟိုကျွန်တော်တို့ကန်ဒရိုတွေထိုင်းတရင်ဌာနရဲ့ free talk အစီအစဉ်မှာအခုလိုအချိန်ပေးပြီးတော့ဒီ story ခန်းတီပေါ့နော်လာရောက်ပေးတဲ့အခုထက်ဖက်ကိုလည်းအရင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုမျိုးအဲကန်ဒရိုဒီထိုင်းပေါ့နော်ပါဝင်ခွင့်ရတော့တကယ်ကျေးဇူးတင်ပါတယ်ဒီကန်ဒရိုဒီထိုင်းဆိုတဲ့ဒီ channel ပေါ့နော်ကျွန်တော်အများကြီးချစ်ဖြစ်တယ်ဒါပေမဲ့ဒီလိုအချိန်နေမှာဒီလိုအခွင့်ရရမယ်လို့ကျွန်တော်မထင်ထားခဲ့ဘူးဒါပေမဲ့အခွင့်ရရတော့ကျေးဇူးတင်တယ်ဆိုတော့ ီရဲ့ channel ကိုလည်းကျွန်တော်တို့ကြည့်ရှုအားပေးနေကျွန်တော်တို့ဘလို့ရဆက်ပြီးတော့မှတိုးတက်မှုရှိတဲ့ channel ဖြစ်မလဲဆိုတာလည်းပြည့်တဲ့ချင်ကိုကျွန်တော်အပို့ပြီးတော့မှအသိပေးချင်ပါတယ်ခင်ဗျာကျေးဇူးပါရှင်ကျေးဇူးတင်ပါတယ်